ဗီယက်နမ်နိုင်ငံမှာလက်ရှိကျင်းပနေတဲ့မစ္စတာပြိုင်ပွဲမရှိပေမဲ့တယောက်တည်းသွားပြိုင်နေပြီးဖုံးကွက်ထားတဲ့အရာတွေပေါ်လာတဲ့လွင်နဲ့ ဒီအပိုင်းတွင်မှ fashion စံပြားနဲ့ Mr. Lunin ကတော့ social media မှာလွှမ်းမိုးချတာတော့ကြာပြီဖြစ်ပြီးတနိုင်ငံလုံးရဲ့မျက်ကြာပိုးသားမှုကိုလည်းထူးရရှိနေသူတယောက်ပါရှင်။ Lunin ရဲ့ရုပ်ရည်က Mr. ရုပ်မထွက်ဘူးလို့ပြောနေကြသလိုသူ့ရဲ့ခန္ဓာကိုယ်အချို့အစားနဲ့မျက်နှာအသားရည်ကိုအရင်ဆုံးပြင်ဆင်ဖို့လည်းပြောနေကြပါတယ်။ဆွေမျိုးနဲ့မိသားစုတွေကဝင်ဝင်တားမြစ်ကြပေမဲ့ Lunin ကတော့ Mr. Tourism Global International 2025ပြိုင်ပွဲကိုတွားရောက်ရှိမယ်မှုအတွက်မြန်မာနိုင်ငံကထွက်ခွာသွားခဲ့ပါပြီ။ပြိုင်ပွဲအတွက်အဝတ်အစားတွေအိတ်တွေကိုတည်သွားခဲ့ပြီးလက်ရှိမှာလည်း Vietnam ကိုရောက်သွားခဲ့ပါတယ်။ Vietnam မှာအားကစားတွေလည်းလုပ်နေပြီး မျက်နှာအသားရည်ကိုလည်းပြုပြင်နေပါဗျ။သူ့ကိုတနိုင်ငံလုံးကအပိကြဖို့ပြောနေကြပေမဲ့အချက်မခွဲလာရင်ကြော်ပါပြီဆိုတဲ့အထိအပိမဲ့သူတွေမရှိကြတော့ပါဘူး။ဒါပေမဲ့ချက်ပေါ်လာတဲ့သတင်းတွေအရလွန်နေသွားပြိုင်တဲ့ပွဲကဗီယက်နာမှာတကယ်ကျင်းပနေတဲ့ပြိုင်ပွဲမဟုတ်ပဲအဲ့ဒီပြိုင်ပွဲလည်းကျင်းပဖို့မရှိဘူးလို့ဆိုပါရယ်။လွန်နေသွားပြိုင်တဲ့ပြိုင်ပွဲနဲ့အနည်းဆက်ဆိုအမည်တူတဲ့ Mr. Tourism Global International 2025ပြိုင်ပွဲကရှိနေပေမဲ့ဒီပြိုင်ပွဲကတော့ဖိလစ်ပိုင်နိုင်ငံမှာ host country အဖြစ်လာမယ့်စတင်မှာ23ရက်နေ့မှာမှကျင်းပသွားမှာဖြစ်ပါရယ်။နာမည်အနည်းဆက်ဆုံးတူတဲ့ Mr. Tourism World International 2025ပြောင်းလဲကြီးကလည်းလွန်ခဲ့တဲ့ February 28ရက်ကတည်းကအပြည်နယ်နိုင်ငံမှာကျင်းပပြီးစီခဲ့ပြီးဖြစ်တယ်လို့လည်းမြန်မာနိုင်ငံကအလှမဲ့ရေးရကျွမ်းကျင်သူတွေကရှောက်ဝေးတွေ့ရှိသွားခဲ့ကြပါတယ်။မြန်မာနိုင်ငံမှာလည်းလွန်နေကိုဒီပြောင်းလဲမှာတရက်ဖို့လွတ်အကြောင်းတရားဝင်ထုတ်ပြန်တာမျိုးလည်းမရှိသလိုမြန်မာကိုစားပြုအဖြစ်ဆေးလွတ်တာမျိုးလည်းမဖော်ပြထားပါဘူး။ဒါပေမဲ့လွန်နေကတော့အလှမောင်ပြောင်းလဲမှာစုခုနှစ်စုရရှိထားသူတယောက်ဖြစ်ပြီးအလုံးထက်တောင်းလွန်နေတာကြောင့်သွားပြိုင်တာပါလို့လည်းဆိုပါတယ်။မြန်မာနိုင်ငံမှာလွန်နေရှင်ပြိုင်ချတဲ့ပွဲကလည်းအပြော်တမ်းပွဲသာဖြစ်နေပြီးတော့အဲ့ဒီအလှမောင်ပြောင်းလဲကိုလည်းဘယ်သူကမှအတိအမှတ်မပ ြုထားပါဦး။လက်ရှိမှာလည်း BNN နိုင်ငံမှာဘာပြောင်းလဲမှမရှိပေမဲ့လူနေကတော့ BNN ကိုရောက်ပြီးတယောက်တည်းခတ်ဝင်နေပါတယ်။တခြားနိုင်ငံကလာရောက်ရှင်းပြသူတွေလည်းမရှိပဲတယောက်တည်းပြန်နေတာဖြစ်ပြီးဒီပြောင်းလဲနဲ့ပတ်သက်လို့ BNN မီဒီယာတွေမှာတော့ဘာသတင်းမှမထုတ်ပြန်ထားသေးပါဘူး။လူနေကတော့မြန်မာနိုင်ငံကမစ္စတာတွေလည်းသူ National Council ဝတ်ဆောင်အဖြစ်လည်းရွှေရံဝတ်ဆောင်ကိုအသေးစားပြင်ဆင်သွားပေမဲ့ BNN နိုင်ငံမှာကျမမင် International Mall Present ပွဲလည်းတခုမှရှိမနေခဲ့ပါဘူး။ဒါကြောင့်လူနေကတနိုင်ငံလုံးကလူတွေကိုလိမ့်လည်သွားခဲ့တာလားလို့တောင်မှထိမ့်မဲ့နေကြရပြီ ဒီကိစ္စကိုလည်းအရင်သိကျင်နေကြပါတယ်။လွန်နင်ကဂျပန်တင်နန်းကျောင်းရှစ်ကျောင်းကိုဖွင့်လှစ်ထားပြီးတလမှာသူ့ရဲ့ဝင်ငွေက3000ခန့်ရှိတယ်လို့လည်းဆိုပါတယ်။ဂျပန်နိုင်ငံမှာလည်းကိုပိုင်အင်ရှိပြီး brand တွေပဲခိုင်းနေရှိတဲ့လွန်နင်ကမြန်မာနိုင်ငံကျွတ်လည်း3000ကျော်လူတန်းချပါတယ်။သူ့ကိုဝေဖန်သူတွေကတော့သူ့လောက်အနေထားမရှိကြပဲ price tag အလုပ်ကိုအရင်လုပ်ကြည့်ကြပါလို့တောင်းတိုက်တွန်းထားပါတယ်။လူနေကဗီယက်နမ်နိုင်ငံမှာပဲပြိုင်ပွဲကိုသွားပြိုင်လဲဆိုတော့အတိအကျမပြောချပါဘူးမြေပြိုင်ပွဲနှစ်ပွဲကိုသွားပြိုင်နေတာပါလို့လည်းပြောထားပါတယ် အခုတော့အလင်းနေအားလုံးကပေါ်လွန်သွားပြီဖြစ်တာကြောင့်လူနေတဲ့အရှက်တွေလည်းကွဲနေရပါပြီ။ပြည်ပမှာမြန်မာနိုင်ငံအကြောင်းကိုချပြမယ်ဆိုပြီးအိတ်ဖိုးတိတန့်တိတ်တထောင်ဝယ်ချပြီးမယ်လေ။အခုတော့တယောက်ချဲပြိုင်ပြီးတော့သူတယောက်ချဲဝန်းနာဖြစ်လာမလားလို့လည်းထင်မှတ်နေရပါသေးတယ်။ ငွေကြေးချမ်းသာတဲ့လူနေကအရင်ကတော့အဆင်မပြေတဲ့ဘဝကနေကျူးစားလာခဲ့ရသူပါငငယ်ကလေးကမစ္စတာဖြစ်ခြင်းသူဖြစ်ပြီးတော့ငွေရှိလာတဲ့ချိန်မှာသူ့ကိုယ်ဘသူကမှနိုင်ငံသားကိုမလွတ်လဲသူ့သဘောအတိုင်းသွားပြိုင်နေခဲ့ပါတယ်ငွေရှိလို့သွားပြိုင်ပြီးမဲ့လဲသူ့ရဲ့အလိညာတွေကတစ်ခုပြီးတစ်ခုပေါ်လာခဲ့တာကြောင့်လူနေတယောက်ဘလို့စုတွေရလာပြီးတော့ဘလို့ဖြစ်ချင်းသွားမလဲဆိုတာကိုလည်းစိတ်ဝင်စားနေကြပါတယ်ရှင် ဗီယက်နမ်နိုင်ငံမှာသွားပြိုင်မယ်ဆိုပြီးဘာမှမရှိတဲ့ပြိုင်ပွဲကိုတယောက်တည်းကြိုးစားနေတဲ့လွန်နင်ကိုပြည်သက်ကြီးတို့ရောဘလို့ထင်မြင်လဲဆိုတော့ကောမမပြောခဲ့ပါအောင်နော်ကြည့်ရှုအားပေးခဲ့ကြတဲ့တို့လည်းကျေးဇူးတင်ပါတယ်ရှင်